်မင်္ဂလာပါရှင်ကျမတော့ဖူအီနွယ်ပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အာဆီယံအနေနဲ့မြန်မာပြည်သူတွေကိုသာထောက်ခံရမှာဖြစ်ပြီးအစုလိုက်အပြုံလိုက်လူသက်မှုကျူးလွန်နေတဲ့ဆေးရသွေးကောင်တွေနဲ့ဆေးဆက်ညီနိုင်ရမှာမဟုတ်တလို့လူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ဘူးလို့မေလ22ရက်နေ့မှာရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defense Myanmar Democracy DMD ကသတင်းထုတ်ပြန်လိုက်ပါတယ် လေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဥဆောင်ကျင်းပမယ်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံကပြင်ဆင်နေချိန်မှာစစ်ကောင်စီအုပ်စုနဲ့ထိတွေ့ဆက်ဆံဖို့လှုံ့ဆော်နေတဲ့အပေါ်ရှုံချလိုက်တာဖြစ်ပြီးအာဆီယံအတွင်းစစ်အုပ်စုရဲ့ပါဝင်မှုကိုပါချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုလိုက်တာပါ DMT အနေနဲ့စေအုပ်စုကိုနိုင်ငံတကာကအကာအကွယ်ပြုနေတဲ့ဂျာဝင်ဆစ်ဆက်ညှိနှိုင်းတာကိုလုံးဝငြင်းပယ်ပြီးစာတင်ကြောင်းတွေကိုဘုံကျဲပြီးကလင်းငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေတာကိုတရားဝင်မှုမပေးနိုင်ဘူးလို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ရှင်ဆယုံလုံသားတွေရဲ့လောက်ခတုံးမြင့်ပေးတောင်းဆိုတာတွေဇက်တိုက်ရှိလာတဲ့နောက်နိုင်ငံဝန်ထမ်းတွေစီပါတောင်းဆိုမှုတွေကူးဆက်မှာကိုစစ်ကောင်စီကစိုးရိမ်နေတယ်လို့ဌာနဆိုင်ရာသတင်းရင်းမြစ်တွေကပြောပါရယ် အနာသိမ်းပြီးတဲ့နောက်ကုံစင်းနှုံတရှိန်ထိုးမြင့်တက်လာတဲ့အတူလောကလဆာနေပါတဲ့အတွက်ပုဂ္ဂလိကလုံသားတွေတွင် မကပဲနမ်စီဒီယန်နဲ့ဌာနဆိုင်ရာနေစာဝန်ထမ်းတွေပါကြက်တဲတဲ့ဒုက္ခကိုရင်ဆိုင်နေရပြီးဆက်ယုံတချို့မှာလောကတိုးပေးဖို့တောင်းဆိုလာကြတာလည်းဖြစ်ပါတယ် အပြစ်မှာဆန္ဒပြနေကြတာတွေရှိတဲ့အတွက်အောက်ခြေဝန်ထမ်းတွေကိုထိန်းသိမ်းသိမ်းသိမ်းစောင့်ကြည့်ဖို့အစဉ်စဉ်နှုတ်နဲ့မာတာတွေရှိနေပြီးလစာနဲ့ကုံစင်းနှုတ်မမျှတဲ့အတွက်ဝန်ထမ်းတွေလည်းလစာတိုးဖို့မျှော်လင့်နေတယ်လို့ပညာရေးဌာနနမ်စီတဲ့အရာရှိတယောက်ကပြောပါရရှင် စစ်ကောင်စီရဲ့တင်းကျပ်တဲ့ကန့်သက်ချက်တွေကြောင့်ပြည်ပအလုတ်ကန်အေဂျင်စီအများစုပြည်ပနိုင်ငံတွေစီကိုအလုတ်သမားစေလို့ဖို့အခက်အခဲတွေရှိနေပြီးအလုတ်သမားနဲ့အေဂျင်စီတွေကြားပြဿနာတွေပိုများလာတယ်လို့သိရပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။2025ခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာစစ်ကောင်စီကအလုတ်သမားဝန်ကြီးတဲ့ဦးချစ်စွေကိုခန့်အပ်ပြီးတဲ့နောက်ပြည်ပထွက်အလုတ်လုတ်ကန်မဲ့အလုတ်သမားတွေကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်သက်တာတွေလှုပ်ဆောင်နေပါတယ်။ အထူးသဖြင့်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားတွေကိုပြပထွက်အလုပ်လုပ်ခွင့်ပိတ်တာပြပလို့တမန်တသက်ကံကတ် OWIC ထုတ်ပေးတာကိုကန့်သက်တင်းကျပ်တာတွေလှုပ်ဆောင်နေတာပါပြပထွက်အလုပ်လုပ်ဖို့လုံမဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရဖို့လိုတာနိုင်ငံအလိုက်သွားခွင့်ပြုထားတဲ့အလုပ်သမားတွေအတွက်ကန့်သက်တာတွေကြောင့်ပြပအလုပ်ကိုင်အကြီးစီတွေအနေနဲ့စာချုပ်ချုပ်ဆိုပြီးသားအလုပ်သမားတွေကိုအချိန်မီမပို့ဆောင်နိုင်ပဲငွေကြေးဆုံးရှုံးတဲ့ပြဿနာတွေကြုံနေရတယ်လို့ဆိုပါတယ် AGC ကိုစား DPP သတင်းတောက်ကပြောပြပေးမှာပါ။ဆုံးရှုံးတာပေါ့အခုကအမှုတွေပို့ပြီးတော့ဖြစ်လာကြတယ်။ဝန်ကြီးဌာနကဒီလိုမျိုးတွေအမိန့်တွေထုတ်ဒီလိုလုပ်တဲ့အတွက် agency ရောအလုပ်သမားတွေအကုန်ဒုက္ခရောက်ကြတယ်။အထူးသဖြင့်အလုပ်သမားတွေပေါ့ agency တွေကလည်းအကောလုံးတစ်ဖက်ကိုပတ်စံတွေပေးထားတော့ပြန်ပေးလို့မရတော့ဘူးလေ။အလုပ်သမားတွေကိုလည်းအသက်18ကနေ35အထိထွက်ခွင့်ကန့်သက်ထားတယ်။ထွက်မရဘူးဆိုတော့ပတ်စံပြန်လိုချင်တယ် အေဂျင်စီကပြန်မပြီးတော့အိမ်မှာရှုပ်ကုန်ရောဒါတွေမဖြစ်သင့်ဘူးဆိုတာအလုံသမားဝန်ကြီးဌာနရဲ့လုံပုံကိုင်ပုံကိုစစ်ကောင်စီကတည်တင်တယ်။ဝန်ကြီးဌာနထဲမှာတော့ဒါကိုအဆင်မပြေလို့ဆိုပြီးအလုပ်ထွက်ကြတာရှိတယ်။2024ခုနှစ်အတွင်းပြည်ပထွက်ဖို့အစဉ်စဉ်လောက်ကင်ထားပြီး အစဉ်သေးဖြစ်နေသူတွေ OWIC ကရထားပြီးသူတွေဆောင်ဆိုင်နေသူတွေတဖက်နိုင်ငံနဲ့အလုပ်စာချုပ်ချုပ်ဆိုထားပြီးဗီဇာရထားပြီးသားသူတွေအကုန်လုံး ပြပထွက်ခွင့်ပြုဖို့အေဂျင်စီတွေကတောင်းဆိုထားတာကြောင့် MOE ရဲ့ဘက်ကဝန်ကြီးဌာနကိုတင်ထားတယ်လို့ဆိုပါရယ်။ဒါပေမဲ့အလုသမားဝန်ကြီးဌာနဘက်ကတော့ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ဧပြီလကုန်ပိုင်းလောက်မှအလုသမားရဲ့တွင်နေတဲ့ဂျင်းစီကိုပြန်လည်ဆီလုပ်ပင်နေတာလို့ဆိုပါရယ်။ဆီလုပ်တဲ့အလုသမားတွေထဲမှာတော့စစ်မှုထမ်းမှုအသက်ကျုံးဝင်နေတဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုတော့ခွင့်ပြုမထားပါဘူး။အခုအနေထားမှာတော့ဘသူမှအတက်တင်လို့မရဘူးကိုဂျပန်လက်တင်လို့မရဘူးစင်ကာပူလက်တင်လို့မရဘူးဘသူမှအော်ဒိုင်စီကလုတ်ခွင့်ကိုတင်လို့မရဘူးဒါပေမဲ့သူတို့ကတရုံဝင်မှာတော့ တို့ IC ကလုတ်ခွင့်ကိုပိတ်ထားပါတယ်လို့မကြေညာတော့ဘူးတို့က3လပိုင်း20ရက်နေမှာ auto IC ကလုတ်ခွင့်ပြန်ဖွင့်ပြီလို့အဲ့တစ်ခေါက်မှာပဲကြေညာပြီးတော့တို့ကဖွင့်တယ်လို့ကြေညာထားတယ်ပေါ့နော်ပြန်ပိတ်ပါပြီဆိုပြီးတော့ဘယ်သူမှမကြေညာထားဘူးဒါညီမတို့လုံလုံနေတဲ့လူတွေပဲညီမတို့သိရပေါ့ပိတ်နေတယ်ဆိုတာညီမတို့ agency ကတစ်ဆင့်ဘယ်လို့မှဘာမှလုံးလို့မရအောင်အခုညီမတို့ငုံတို့ထိုင်ဆောင်နေရတာအခုဆိုညီမဆို2လပိုင်းနဲ့မှထွက်ရမှာကွာဒီဝင်ခွင့်ဒိတ်တွေလည်းအကုန်ရပြီးပါပြီအကုန်လုံးစားရစားနဲ့အကုန်ဆုံးဘူးဟာဒီ override ကတစ်ခုပဲလိုတော့တာဘူး2လပိုင်းနဲ့ထိုင်ဆောင်နေအခုညီမ5လပိုင်းကုန်တော့မယ်ပေါ့ ပြည်ပရမြန်မာလူသမားတွေအနေနဲ့စစ်ကောင်စီထံကိုလဆင်ဝင်ငွေရဲ့200ခန်းတော့အခွန်ဆောင်မှုလိုပြီးအခွန်မပေးတဲ့လူသမားတွေစီရင်မတင်ပြနိုင်ရင် agency ကိုအမည်ပြစင်းသွင်းကပြည်ပကိုလူသမားစေလွှတ်ခွင့်ပိတ်ပင်တာတွေလွှတ်ဆောင်နေပါတယ်။လက်ရှိမှာပြည်ပကိုလူသမားစေလွှတ်တဲ့ agency 6ကျော်ရှိပေမဲ့လူသားစေလွှတ်ခဲ့တဲ့ agency 480ကျော်သာရှိတာကြောင့် agency တရားကျော်ကလိုင်စင်ရယူပြီးအလို့သမားမပို့နိုင်ဘူးလို့ထုတ်ပြန်ချက်တွေရသိရပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။ မော်စကိုမြို့တော်အနီးရှိဒိုမိုဒီရိုဘိုမြို့ကဘာစီလက်စ်မူဂျိုချောင်းဝင်အတွင်ဒရုန်းအပြည့်အစီတွေပြုတ်ကျခဲ့ကြောင်းမေလ27ရက်ဗုဒ္ဓနေ့မှာမြို့တော်ဝင်ကပြောကြားခဲ့ပြီးအသေးအပြောက်မရှိကြောင်းလည်းဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါရယ်။ကလေးရီနယ်ဆရာတွေကိုမူဂျိုချောင်းရဲ့မြေအောက်ခန်းထဲကိုရွှေ့ပြောင်းပေးခဲ့တယ်လို့လည်းသိရပါရယ်။ယူကရိန်းဒရုန်းတိုက်ခိုက်မှုဟာမေလ27ရက်ကဖြစ်ပွားခဲ့ကြောင်းအစိုးရတရားဝင်ထုတ်ပြန်ချက်တွေနဲ့ဒေတာရင်းမီဒီယာတွေကရိုက်ကူးထားတဲ့ဗီဒီယိုကနေရက်စွဲကို Riders ကအတည်ပြုလို့ရခဲ့ပါတယ်။ ရုရှားကာကွယ်ဝင်ကြီးဌာနကတော့လေကြောင်းရန်ကာကွယ်တပ်ဖွဲ့တွေဟာလူဦးရေ၂၀တန်းရှိတဲ့မော်စကိုမြို့တော်ကိုချင်းကပ်လာတဲ့ drone တချို့အပါအဝင်ရုရှားဒေသအသီးသီးမှာအများစုကယူကရိန်းနယ်စပ်ရှိရုရှားနိုင်ငံအနောက်ဖက်ခြမ်းဒေသမှာယူကရိန်း drone 232စင်းထက်မနည်းကိုပစ်ချခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ မော်စကိုမြို့တော်ရှိလေဆိပ်တွေကိုလေကြောင်းခီးစင်တွေဘေးကင်းစေဖို့အတွက်ခေတ္တခဏပိတ်ထားခဲ့တယ်လို့လည်းဆိုပါရယ်အသေးပြောက်သတင်းထုတ်ပြန်ခြင်းမရှိပေမဲ့ယူကရိန်းစစ်တပ်ကသူ့ရဲ့ drone တွေဟာ Oreo Data ရှိ Bokovsky စီမီကွန်ဒတာပစ္စည်းစက်ရုံကိုထိမှန်ခဲ့ကြောင်းပြောကြားခဲ့ပြီးအဲဒီစက်ရုံဟာရုရှားတိုက်လေရင်နဲ့ဒုံးကျည်ထုတ်လုပ်သူတွေကိုထောက်ပံ့ပေးနေတာလို့ဆိုပါရယ်ရှင် ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတို့ဖူးအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်